ဥမဲ့လိုင်ခေါင်းပုံစံကျဲမွေးမြွေစနိုက်ကိုတီထွင်သူဟာအမှန်တကယ်ပဲထူးချွန်တဲ့ညာကြီးရှင်ဖြစ်ပါတယ်။ဒီနီလန်ကလုံးဝကိုသေသက်လှပတ်ပြီးကျက်ရှာတဲ့ဥမဲ့လိုင်ခေါင်းကိုတိုက်ရိုက်ချိန်ဆထားပါတယ်။ဥမဲ့လိုင်ခေါင်းကိုသေသက်ညီညာလှပတ်ခိုင်ခန့်အောင်ဘေးပတ်လီကိုဝါယာကြိုးပန်ကြိုးတွေနဲ့ဖုံးအုပ်ထားပြီးအုံပြုထားပါတယ်။ ဒီစနိုက်ဟာလောင်ရင်ထဲမှာမွေးမြူရှင်းနဲ့လောလောဆယ်ကျဲဆော့မွေးမြူရှင်းနှမျိုးတို့ကိုပြီးပြည့်စုံစွာပေါင်းစပ်ထားပါတယ်။ကျဲတွေဟာပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲအိုမန်လိုင်ခေါင်းတွေအတွက်လောလောဆယ်သွာလာလှုပ်ရှားနိုင်ပါတယ်။အနီးအနားမှာ healthy hair ရဲ့စိုက်ပျိုးထားလျင်ပဲကျဲများက healthy hair ရဲ့စိုက်ခဲများကိုဖြည့်ဆည်းရှင်းသွမို့ခိုးယူဆသရှင်းအတွက်တောင်သူများအနေနဲ့စိုးရင်ပူစင်စရာမလိုတော့ပါဘူး။မရှင်မုံနဲ့ပတ်သက်ပြီးလည်းပြောကြရမရှိအောင်လုပ်ထားပါတယ်။ကြက်တွေဟာအုံမဲ့လိုင်ခေါင်းအတွက်နေရာအနှံ့ ပြည်လောပြီးနေထိုင်သည့်တိုင်နေရာတိုင်းမှာချက်ရှင်းများနဲ့ပင်ရိုင်းနေတာကိုမတွေ့ရတာပါရန်ကုန်ပလန်ရှန်ရဲ့အလွယ်တကူဝင်လောက်နိုင်အောင်လဲထိသွင်းစဉ်းစားကပြုလုပ်ထားပါတယ်။ကျဲတွေအတွက်ကတော့ဒီအုမန်လိုင်ခေါင်ဟာသူတို့အတွက်အဓိကဗဟိုရှက်အိမ်ဖြစ်ပြီးအဲ့ဒီရှယ်လာတဲ့အုမန်လိုင်ခေါင်ဟာအပြင်ဘက်လှုပ်ရှားသွားလာစရာစံကြံလန်းတွေတပွဲဖြစ်ပါတယ်။ဒီအုမန်လိုင်ခေါင်ထဲမှာကျဲတွေကအေးအေးလူလူတန်းတန်းတက်တာလမ်းရှာပြေးလွှမ်းနိုင်တယ်လို့နှုတ်နေတဲ့မျက်ပင်တွေကိုလှေပန်းနှုတ်ဆိုင်ပြီး ကာဆွတ်ဆွတ်သားနိုင်ပါတယ်ဒီလိုပြုလုပ်ထားခြင်းဖြင့်ကျဲတွေရဲ့စူးစမ်းရှာဖွေလိုတဲ့သူတို့ရဲ့တဘဝဗီဇကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်ဒီလိုလောက်ပေးပြီးမွေးမြူထားတဲ့အတွက်ကျဲအောင်စုဟာအမြဲတမ်းပြည့်ရွှင်နေကြပြီးရန်ဖြစ်တဲ့နေဘွားကဖြန့်နာတာလည်းနေဘွားလာပါတယ်သူတို့ဥဒဲ့ဥတွေကအရေးအသွေးပိုကောင်းလာသလိုအသားတွေကလည်းပုံမတည့်ရင်ပြီးအရသာပိုရှိလာပါတယ်အထူးသဖြင့်ဒီအိုမန်လန်ကောင်းလုပ်ပြီးမွေးမြူတဲ့စနိုက်ဟာသိငဲ့ဒါမှမဟုတ်မြေခွေသို့မဟုတ် ိုးကြုံတို့ရဲ့တိုက်ခိုက်မှုတွေကိုလည်းထိရစွာကာကွယ်ပေးနိုင်တာကြောင့်ကျဲမွေးမြွေကိုအမခန့်လွယ်ကူပြီးလုံခြုံစေပါတယ်။